မင်္ဂလာပါရှင်ရွှေအောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့လက်နက်ကင်ကြံဖတ်မှုများကြောင်းတည်ငြိမ်မှု ပြပြနေမယ်ဆိုပါကစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်လက်နက်ကင်ကြံဖတ်မှုများကြောင်းတည်ငြိမ်မှုပြပြနေမယ်ဆိုပါကစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က အောက်တိုဘာ19ရက်နေ့နက်ပိုင်းတွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်အေယာရီခမ်းမမှာပသိမ်တက်နေမှာအရာရှိစစ်သည်မိသားစုများအားတွေ့ဆုံအမှာစကားပြောကြရမှာထည့်သွင်းပြောကြားကြောင်းသိရပါတယ်။လက်နက်ကင်အကြမ်းဖက်မှုများကြောင့်တည်ငြိမ်မှုပြပြနေမယ်ဆိုပါကစီးပွားရေးလုပ်ငန်းများကိုစောင့်နေမှာမဟုတ်ကြောင်း။ဒါကြောင့်လက်နက်ကင်အကြမ်းဖက်မှုများချုပ်ငိမ့်ပြီးဒေသတည်ငြိမ်အကြမ်းမှုရှိစေရေးမဖြစ်မနေစောင့်သွားကြရမှာဖြစ်ကြောင်း။စွမ်းရည်ရှိတဲ့တက် စွမ်းအားရှိတဲ့တက်များဖြစ်အောင်တိဆောက်ပြီးနိုင်ငံအကျိုးတက်မတော်အကျိုးနဲ့ဒေသအကျိုးအတွက်ဆောင်ရွက်သွားကြရန်လိုကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာကြီးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားပါတယ်။တက်မတော်ကနိုင်ငံတော်ရဲ့ပြည်ရင်းပြပရန်ကိုကာကွယ်ရန်ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်းဒါကြောင့်နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက်စွမ်းရည်စွမ်းအားရှိသည့်တက်မတော်ဖြစ်ရန်လိုကြောင်းအလားတူပြည်သူများမှအပြည့်အဝယုံကြည်ကိုစားတဲ့တက်မတော်ဖြစ်ရန်လိုကြောင်း ဒေသအလိုက်တာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားများနဲ့ဒေသခံပြည်သူများတသားရဲဖြစ်အောင်လှူဆောင်ပြီးဒေသလုံးကျုံတည်ငြိမ်အေးချမ်းရေးကိုထိရောက်စွာဖြင့်ဆောင်ရွက်နိုင်ရည်လှူဆောင်ရန်လိုကြောင်းနိုင်ငံတော်လုံးကျုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားကြောင်းသိရှိရပါတယ်ရှင်။